အကျိုးပြုတဲ့လုပ်ငန်းတွေကိုလုပ်ဖို့ရကြတော့မြတ်စွာဘုရားဆက်ပြီးတော့ဟောတယ်ဒါနတဲ့ဒါနဆိုတာသူများကိုအကျိုးပြုတဲ့အလုပ်လှူတယ်ဆိုတဲ့ကကိုယ့်အတွက်လှူတာမဖြစ်เสียအောင်အလှူခံပုဂ္ဂိုလ်အတွက်လှူတာဖြစ်ရမယ်ဒါနဒါကြောင့်မလို့အလှူခံပုဂ္ဂိုလ်အတွက်အကျိုးဖြစ်တာကို ကြည့်ပြီးတော့ဒီဒါနရဲ့အကျိုးတရားကိုဆုံးဖြတ်လေးရှိတယ်သဗ္ဗဒါနဓမ္မဒါနစိဏ္ဍတိနဲ့ပြောတာဘာဖြစ်လို့ဓမ္မဒါနကမြတ်တယ်လို့ပြောရတာတော့ဆိုရင် ဒီဓမ္မဒါနကိုလက်ခံရသွားတဲ့ပုဂ္ဂိုလ်ဟာတန်တရာဝကလွတ်တယ်ဆိုတဲ့အကျိုးထီအောင်ရနိုင်တယ်။ဒါကြောင့်မို့လို့ဓမ္မဒါနမြတ်တယ်လို့ပြောတာ။ဆိုပါစို့ဆုံးလူတယ်ဆိုလို့ရှိရင်ထမင်းအသက်9ရက်ပဲဒီဆုံးကအကျိုးပြုတာ9ရက်တဲ့အကျိုးပို့ပြီးတော့အကျိုးမပြုဘူးလေ။သင်္ကန်းလှူလို့ရှိရင်တစ်လလောက်သို့မဟုတ်သုံးလလောက်အကျိုးပြုကောင်းပြုမယ်။နော်ဆေးဆိုတာတစ်ခါတည်းရန် ကျောင်းလူပြီးဆိုလို့ရှိရင်နှစ်90လဲအကျိုးပြုမယ်အနှစ်100လဲအကျိုးပြုမယ်ဒါကြောင့်မို့ကျောင်းလူကမြတ်တယ်လို့ဒီလိုဟောတာသဗ္ဗဒါနာဓမ္မဒါနာစိနာတိလို့ဆိုတဲ့နေရာမှာဘာဖြစ်လို့ဒါနာအလုံးနဲ့ဓမ္မဒါနာကမြတ်ရတာတုံးဆိုဒီကိုလုံးကိုကနေပြီးတော့ဓမ္မဒါနာလုံးလိုက်လို့ဓမ္မရရှိသွားတဲ့ပုဂ္ဂိုလ်မှာဒီဓမ္မရဲ့အကျိုးသက်ရောက်မှုထင်ရှားအောင်ပြောရမယ်ဆိုလို့ရှိရင် ရှင်အတ္တဇိကနေပြီးရှင်သာရိပုတ္တရာကိုတရားတူတူလေးတစ်ပုဒ်ဟောပြလိုက်တာဓမ္မဒါနပဲရှင်သာရိပုတ္တရာတသလုံးလိုက်ပြီးတော့ရှားနေတဲ့တရားရှင်အတ္တဇိထံကသိလိုက်ရတဲ့အခါမှာဒီအမြင်မှန်ခြင်းနဲ့တန်တရားကင်းခြင်းလို့ဆိုတဲ့အထူးခြားတဲ့ဝိသေသဓမ္မစကုတစ်ခုကိုရသွားပြီးတော့သတ္တဗံပုဂ္ဂိုလ်ကြီးဖြစ်သွားတာလေနဲတဲ့အကျိုးကျေးဇူးမှမဟုတ်တာပဲရှင်အတ္တဇိပေးလိုက်တဲ့ဓမ္မရဲ့အကျိုးသက်ရောက်မှုဟာ တန်တရာဘုကလွတ်ဖို့အတွက်ဖြစ်သွားတယ်အဲ့ဒါကြောင့်မလို့ဓမ္မဒါနကမြတ်တယ်ဆိုတာရရှိတဲ့ပုဂ္ဂိုလ်ရဲ့အကျိုးတည်အောင်မှုပေါ်မှာချိန်ပြီးတော့ပြောတဲ့စကားတွေဒါတွေကနော်